ားလုံးမင်္ဂလာဗျာဆော့ကာဒီယာမျက်လေးပြန်လဲပြီးကြိုးလိုက်ပါနော်ဒီနေ့စနေညမှာလဲကိုညီကိုစောင့်ကြည့်နေတယ်ဒီပွဲစဉ်ပွဲကောင်းတွေအများကြီးရှိတဲ့ထက်ကနေ EPL မှာ၂ပွဲ La Liga မှာ၂ပွဲ CD မှာ၂ပွဲစူပါပွဲစဉ်၆ပွဲလို့ပြောရှင်ပြည်ပြုတ်လုပ်ပြီးတော့မှဖြစ်ပါတယ်ပထမဦးကျွန်တော်တို့ EPL ပွဲစဉ်ဖြစ်တဲ့ Arsenal နဲ့ Wolves ပွဲကနေစလိုက်အောင်ဒီပွဲမှာ Asia Arsenal ကဘုံကြီးနှလုံး30ဘုံကြီးသုံးတွေမှာရှင်းပြထားပါတယ်ဒီ Legacy Table Standing မှာဒီ Arsenal ရဲ့အဆင့်နှစ်ကနေပြီးတော့ Wolves ဒီအဆင့်ဆက်ကိုတန်းဆက်စုံထဲမှာရောက်နေတဲ့ Wolves ကို တရှိဖန်ကောင်းနေတဲ့အာဆန်နယ်အနေနဲ့အင်ကွင်းမှာ2လက်30ကဖြစ်တဲ့နေစီလို့ယူဆလို့ရပါတယ်။တရှိကနာဖောင်မှာလည်းအာဆန်နယ်အနေနဲ့နောက်ဆုံး9ဘွဲ့မှာဒီ၄ဘွဲ့နဲ့တဘွဲ့တွေရှုံးမပြေကန်တာပြီ။ဝဲဝင်းဝဲဆန်းကိုကြည့်ရမှာလေတဘွဲ့နဲ့သုံးဘွဲ့ရှုံးတဘွဲ့တွေနဲ့ဒီဖောင်မကောင်းတဲ့နေထားမှာဖြစ်တာကြောင့်ဒီစည်းတမ်းကတော့ဒီမျှတတဲ့စည်းတမ်းကိုယူဆလို့ရပါတယ်။ဒီနေ့ဒီ hardware တွေကိုကြည့်ရမှာစင်တော့ဒီအာဆန်နယ်တို့ဝဲဆန်းတဲ့ဒီတိုင်းမှာဒီအင်ကွင်းမှာဆိုရင်တော့ရုံးရရနေထားမှာရှိပါတယ်။ဝဲဝင်းဝဲဆန်းအင်ကွင်းမှာဆိုရင်တော့ဒီ yellow တွေကောင်းလာရဆိုရင်အာဆန်နယ်အင်ကွင်းမှာ ရက်လက်အကောင်းတဲ့နေထားမှာတော့ရှိပါတယ်ဝေးဝင်းဝက်ဆိုင်ကိုကြည့်ရမှဆိုရင်ဒီရက်လက်တွေမကောင်းထားမှုနဲ့တူဒီမြပြဒီ Korean border ကိုထုတ်ပြီးတော့ဒီမိဂရယာဒီမှာ Northern Forest နဲ့အောင်မြင်ခဲ့တဲ့ Nuno Espirito Santo ကိုခတ်ထားတဲ့နေထားမှာရှိပါတယ် Nuno Espirito Santo ရဲ့ဒီပွဲဥထက်ပွဲမှာလည်းရမတ်တမတ်စုဆောင်ထားတဲ့နေထားမှာရှိပါတယ် Everton Queen လို့မျိုးမှာ Roman Draw ကန်ထားပြီးတမတ်ရရှိထားပါတယ်ဒါကြောင့်မို့ဒီဝက်ဆန်းနေနဲ့ဒီနောက်ပွဲတွေမှာတော့ဒီခံစစ်သားပြီးပြီးတော့ရက်လက်ကောင်းအောင်ရက်လက်ကောင်းလာလိမ့်မယ်လို့ယူဆရပါတယ် မဒီပွဲမှာတော့ဒီအာဆနယ်အနေနဲ့လည်းဈာရဲ့မာချန်ပီယံလိပွဲကျန်တဲ့ဒီပွဲပန်းထားတဲ့နေသားမှလည်းဖြစ်တာကြောင့်နှလုံးသစ္စာပေါ့ကြောက်မှာဒီကြီးပြနန်ဒိုအက်စပီဒိုဆန်ဒိုရဲ့ခံစားသားပေးမှုနဲ့တူဒီသုံးခုမပြတ်နိုင်တဲ့နေသားမှရှိပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ဒီအလွန်ဆုံးအာဆနယ်နိုင်ငံနောက်နှစ်ခုပြတ်ပဲယူဆတာဖြစ်တဲ့ကြောင့်30ရင်းပြီးတော့ကိုစမ်းပေါ်ဒီဝေးချထားပါတယ်။ကူပေါင်းကြီးသုံးလုံးဒီပေါ့ကြောက်မှာလည်းဒီအာဆနယ်တို့ပွဲပန်းမှုနဲ့တူဒီနန်ဒိုအက်စပီဒိုဆန်ဒိုရဲ့ခံစားကြောင့်ကိုပေါင်းအောက်ကိုဝေးချထားပါတယ်။ကိုပေါင်းအောက်နဲ့ကိုစမ်းပေါ်ဒီကိုကြိုက်ပါတယ်။ တော့ဘယ်တော့ဒီညနေအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ချက်စီနဲ့လက်ပါဘူးဒီပွဲမှာဝင်းဝင်းလက်ပါဘူးကမော်ဒယ်ဂျီ level 30ကူပေါင်းချေသုံးလုံးတည်မှာချေပွန့်ထားပါတယ်ဒီစီးတောင်ကြည့်ရမယ်ကျွန်တော်ဒီပြီးခဲ့တဲ့ရာသီဒီမှာလည်းလက်ပါဘူးဝင်းဝင်းကနေ level 50လောက်ပဲပြည့်တဲ့နေသားမှာဖြစ်တော့ကြောင့်ဈေးတန်းကတော့မှန်ကန်တဲ့နေသားမှာရှိပါတယ်ကိုပေါင်းစီကတော့ဒီထိုက်တဲ့တူဆုံမှုတွေမှာ350ရှုံတော့ဖောက်ထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီပွဲမှာသုံးလုံးတည်ကကိုပေါင်းစီကတော့နိုင်ငယ်ပြောပြောင်းတဲ့နေသားမှာရှိပါတယ်အရှိကန်နာဖောင်မှာတော့ဒီနှစ်သင်းလုံးကတော့ဒီရက်လက်မကောင်းထားတဲ့နေသားမှာရှိပါတယ်နှစ်သင်းလုံး ဒီချက်စီရလဲနောက်ဆုံးငါ့ဘောမှာနှစ်ပွဲနိုင်သုံးပွဲရှုံးဝင်းဝင်းလပါဘူးလားနောက်ဆုံးငါ့ဘောမှာသုံးပွဲနိုင်နှစ်ပွဲရှုံးဒီနှလုံးကတော့ဒီရှုံးပွဲတွေစတိုက်တွေ့ထားတဲ့အနေထားမှာဆိုပါတယ်ချက်စီရလဲဒီ EPN နှစ်ပွဲစတိုက်ရှုံးပွဲတွေ့ထားဖြစ်တဲ့ကြောင်သူအနေနဲ့ဒီရမတ်တွေပြန်လဲစူးစမ်းမှုလိုအပ်နေတဲ့အနေထားမှာရှိပါတယ်ဒီအဝေးဝင်းလပါဘူးကြည့်ရမှာဆိုရင်လည်းဒီပြီးခဲ့တဲ့ပွဲစဉ်တွေမှာစတိုက်နိုင်အနိုင်ပွဲတွေရရှိထားရဆိုပေမဲ့သူအနေနဲ့ကြည့်အောင်ထားတဲ့အနေထားမှာတော့မရှိပါဘူးတကောတာနေပဲဒီ क्वे တိုင်းမှာကတ်နိုင်တာနေထားမှာဖြစ်တာကြောင့်လေပါဘူးကြီးရှုံးတဲ့ပွဲ နောက်ဆုံးဒီငါးဘွဲစတိုက်ကြီးရှုံထားတဲ့ဌာနမှာရှိပါတယ်ညော်ဒီဘွဲမှာတော့နှစ်သင်းလုံးဒီရက်လက်တွေအရင်မကောင်းတဲ့ဌာနမှာလည်းဖြစ်တယ်လီဗာပူးကလည်းနောက်ပိုင်းနှစ်ဘွဲစတိုက်ရှုံဘွဲတွေထားတဲ့ဌာနမှာလည်းဖြစ်တာကြောင့်ဝင်းဝင်း level 30ပေါက်ကြောက်မှာချက်စီတို့လည်းအင်ကွင်းမှာရောင်းလာမယ်နေထားမှာဖြစ်တာကြောင့်ဒီအနေဆုံးတေးတစ်ပေါက်ရှိတဲ့နေထားမှာဖြစ်တာကြောင့်ချက်စီပေါ်တွေကိုဝေ့ချက်ထားပါတယ်ဘူပေါင်းကြီးသုံးလုံးတေးကိုယ်ပေါင်းစီအနေငယ်ပြောပြောင်းနေတဲ့အနေထားမှာဖြစ်တာကြောင့်နှစ်သင်းလုံးကလည်းဒီခြာရက်ချန်ပီယံလိပွဲပန်းထားတဲ့အနေထားမှာနှစ်သင်းလုံး ဒီကစားအားကြာဆင်းလာမယ်နေတာပါဖြစ်တာကြောင့်ဂိုးပေါင်းအောင်နဲ့ချက်စည်းပုံကိုရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့လာလီကာပွဲစဉ်ဖြစ်တဲ့ Athletic Club နဲ့ Mallorca ကဒီပွဲမှာ Asian Athletic Club ကဘောလုံးကြီးသလုံး30စာဂိုးပေါင်းကြီးသလုံး35ပြားရှုံးမှာကျေပွန့်ထားပါတယ်။ဒီလက်ရှိ Davis Town ကြည့်ရမှာဆိုရင် Athletic Club ကဒီအဆင့်30မှာရောက်ရှိနေပြီးတော့ဒီ Mallorca ကအဆင့်19တန်းဆုံမှာရောက်ရှိနေပါတယ်။ဒီ Davis Town နဲ့ကြည့်မှာဆိုရင် One Blood 30စာက င်းသင်းပေးထားတဲ့ဇီလို့ယူဆပါတယ်လက်ရှိဖော်မှာတော့ဒီ athletic club တို့အနေနဲ့ဖော်မကောင်းဆိုမြန်ဒီရာသီစမှာနိုင်ငံတွေရရှိထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီအဆင့်30ထိရရှိထားတဲ့နေရာမှာရှိပါတယ်ဒီဖော်မှာတော့ဒီ athletic နောက်ဆုံး၅ဘက်မှာဒီဘွယ်ချုံတဘွယ်တွေနဲ့ဒီနိုင်ငံပျောက်ဆုံးသွားပါတယ်ဝေဝင်းမလောက်ကကနောက်ဆုံး၅ဘက်မှာတဘွယ်နိုင်သုံးဘွယ်ချုံတဘွယ်တွေနဲ့ဒီဖော်နဲ့ငယ်ပြန်ကောင်းလာတဲ့နေရာမှာရှိပါတယ်ဒီကြက်ဘွယ်မှာလည်းဒီ DR ရဲ့ပထမဆုံးနိုင်ဘွယ်အလားဘက်ကိုဒီအင်ဘွယ်မှာ1စီးနဲ့အနိုင်ရရှိထားပါတယ် ဒီ athletic club ကိုကြည့်ရမယ်ဆိုလည်းဒီနောက်ဆုံး၅ပွဲမှာသူအနေနဲ့ရာဂုံ၅ပွဲရရှိတာပြီးဒီတိုက်စစ်ကခူရဖို့အတော်လေးကြုံခံထားရတဲ့အနေအထားမှာရှိပါတယ်မလောက်ကောက်ကြည့်ရမှာဆိုရင်ဒီသူအနေနဲ့ဒီရာသီစမှာဒီရလက်မကောင်းဆိုရလဲရာသီစမှာပွဲချက်စတိုက်ကန်ထားတဲ့အနေအထားမှာရှိပါတယ်ရာသီစ9ပွဲမှာတဲ့သူအနေနဲ့ဒီလာလီဂါထိပ်သီးသုံးနှလုံးနဲ့ကံပြီးထားတဲ့အနေအထားမှာရှိပါတယ်အင်ဒီကိုရီမက်ထွေဘာစီလိုနာဒီသုံးနှလုံးနဲ့ကံထားတဲ့အနေအထားမှာဖြစ်တာကြောင့်ပွဲရန်ချက်ထားတဲ့အနေအထားမှာရှိပါတယ်တခြားပွဲစဉ်တွေကလည်းဒီဆိုစီတက် S band ကိုအလားပါဆိုပြီးတော့ဒီရာသီတိုင်းမှာဒီ1 to 10ဝင်တဲ့ဒီအသင်းတွေနဲ့တန်ထားတဲ့နေသားမှာဖြစ်လာကြအောင်ဝက်ကျက်ထားတဲ့နေသားမှာရက်လက်အကောင်းထားတဲ့နေသားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီဘက်မှာတော့ဒီ athletic club တို့ကလည်းဒီ form မကောင်းတဲ့နေသားမှာဖြစ်တယ်။ခြားရက်မှာလည်း champion league ကန်ထားတဲ့နေသားမှာဖြစ်လာကြအောင်ဒီဝင်းဝင်းဒီ form ရလည်းဒီလက်ရှိ form မှာမလောက်ကနှင်းငယ်ပိုကောင်းတဲ့နေသားမှာဖြစ်လာကြအောင်ဝမ်လက်ကုံးစားပေါက်ကြအောင်မှာ30ရင်းပြီးဝင်းဝင်းမလောက်ကပုံလေးဝေးချထားပါတယ်။မလောက်ကရဲ့ဒီခန်းစင်းလေးကောင်းထားတဲ့ ဒလိုက်တိကလကလည်းဒီကိုရဖို့ရောင်းကန်ရတဲ့ဓာတ်မှဖြစ်တာကြောင့်နှလုံးသွင်းတဲ့ခါပြရှုံးပေါက်ကြောက်မှာကိုအောင်နဲ့မလောက်ကဘူဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့လာလီဂါရဲ့ပွဲကန်ပွဲဖြစ်တဲ့ရီယယ်မက်ထရစ်နဲ့ဗီလာရဲ့ဒီပွဲမှာအရှင်ရီယယ်ကဘောလုံးကြီးတစ်လုံး50ရှုံးဘူပေါင်းကြီးတစ်လုံး50ရှုံးမှာခြေပွန့်ထားပါတယ်ဈေးတန်းအောင်ကြည့်ရမယ်ဆိုတော့ဒီပြီးခဲ့တဲ့ရာသီတွတ်ဆုံမှုရီယယ်အိမ်ဝင်နေမှာဆိုတော့ဒီနှလုံး50ဆားလောက်ပဲပေါက်တဲ့အနေထားမှာဖြစ်တာကြောင့်ဒီတစ်လုံး50ရှုံးကရီယယ်တို့အနေနဲ့ဈေးပြောင်းတဲ့အနေထားမှာတော့ရှိပါတယ်ဒီနေ့ဒီ တိဘက်စတန်နေကိုကြည့်ရမယ်ဆိုရင်တော့ဒီမင်းမထက်ကအဆင့်နှစ်ညမှာရောက်ဖြစ်နေပြီဒီလာကြီးရလည်းအဆင့်သုံးနှစ်သုံးလုံးဒီဟာဒီမှာဖောင်ရန်ကောင်းထားနေတာမှရှိပါတယ်ဒီလာကြီးရောက်ကြည့်ရမယ်ဆိုရင်သူနေနဲ့ဒီအဆောင်ဟာပေါ်မှာ၃ဘွဲ့နိုင်တစ်ဘွဲ့ရှုံးတစ်ဘွဲ့တည်နေဒီဖောင်ရန်ကောင်းနေပါတယ်တစ်ဘွဲ့ရှုံးတစ်ဘွဲ့တည်ရလည်းသူနေနဲ့ချန်ပီယံလိမ့်မှာပဲတစ်ဘွဲ့ရှုံးပြီးတစ်ဘွဲ့တည်ကြထားပြီးတော့ဒါလီကာမှာနှစ်ဘွဲ့တည်ဆက်နေနေတာမှရှိပါတယ်နှစ်သုံးလုံးကတော့ဖောင်ကောင်းဆုံးဒီလာမှာရောက်ရှိနေပါတယ် အဲကြောင့်မို့ကျွန်တော်ဒီဘွဲမှာဒီ VM matrix တလုံး90ရှင်ပေါက်ကြည့်အောင်ပါလက်ရှိကမ်းနဲ့ပတ်ဝန်းလဲဒီအရင်မကွာတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီမီလာကြီးတို့အနေနဲ့ဝေးဝန်းဖြစ်ပြဆိုရင်လည်းဒီ VM matrix အခုပြဖို့ခက်ခဲလာနေတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့တလုံး90ရှင်ပေါက်ကြည့်အောင်ပါဒီဝေးဝန်းလာရဲ့ volume ဖြစ်ချင်တာပါလေ။သုံးလုံး90ရှင်ခူပေါင်းကြည့်မှာနှစ်သင်းလုံးကလည်းချန်ပီယံလိမ့်မှာဂျာရက်မှာပွဲပန်းထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီကစားအားကြဆင်းလာမယ့်အနေအထားမှာဖြစ်တာကြောင့်ခူမောင်းအောင်နဲ့လာရဲ့ volume ဖြစ်ချင်တာပါလေ။ အဲ့တော့ CD ပွဲစဉ်ဖြစ်တဲ့ Internet Premium ဒီပွဲမှာအင်ရှင်အတန်ကဝရီးနှလုံးသေးဘူပေါင်းကြီး350ရှုံမှာခြေပွန့်ထားပါတယ်။ဒီတက်တက်အသင်းကိုဒီ Internet နဲ့လက်ရှိဖောင်ကောင်းတဲ့ Internet နဲ့အင်ကွန်းမှာနှလုံးသေးရတော့ဒီပေးတင်ပေးထိုက်တဲ့ဈေးလို့လူစားပါတယ်။ဒီလက်ရှိကားတဲ့ဖောင်မှာတော့နှစ်သင်းသလုံးကတော့ဒီဖောင်ရန်ကောင်းထားတဲ့နေထိုင်မှာရှိပါတယ်။ Premium ကလည်းနောက်ဆုံး၅ပွဲမှာဒီရှုံပွဲမရှိတာပြီးပဲ၂ပွဲနိုင်၃ပွဲသေးနေသူ့နဲ့ဒီတက်တက်အသင်းဆိုရင်လည်းဒီရှုံပွဲမရှိကန်ထားတဲ့နေထိုင်မှာရှိပါတယ်။ ခံစစ်နေထားကိုကြာမစွန်လိုက်ဒီပေကိုအရန်နေပြီးတော့ဒီခမိုးနီခံစစ်ကောင်းတဲ့နေရာမှာရှိပါတယ်။အဲဒါကြောင့်မို့လို့ဒီပွဲမှာတော့ဂျာယက်မာအင်တာတို့ဒီချန်ပီယံလိပွဲပန်းထားမှုနဲ့အတူဝေဝင်းခွင်မုံနီခံစစ်ကောင်းမှုနဲ့လူနှလုံးသိပေါကြောက်မှာအင်တာတို့ဒီသုံးပုံမပြတ်နိုင်တဲ့ဝဲလို့ဆက်လာပြတော့ကြာဝေဝင်းခွင်မုံနီပုံလေးကိုရွေးချယ်ထားပါတယ်။ကိုပေါင်းကြီးသုံးလုံး50ရှင်ပေါကြောက်မှာလည်းဒီဝေဝင်းခွင်မုံနီရဲ့ခံစစ်မာကြုံးမှုနဲ့အတူဘူဘောအောက်ကိုရွေးချယ်ထားပါတယ်။ဘူဘောအောက်နဲ့ခွင်မုံနီပုံလေးကိုကြိုက်ပါတယ်။ နောက်တစ်ခုကတော့ဒီအတ္တလန္တနဲ့ကိုမိုးဒီဘွဲမှာအရှေ့အတ္တလန္တကဘူရင်း level 50ကိုပေါင်းကြီးနှလုံးရှုံးမှာချိန်ပွင့်ထားပါတယ်ဒီဇေဒံကိုကြည့်ရမှာကျွန်တော်ဒီပြီးခဲ့တဲ့ရာသီတွေမှာထိတဲ့တူဆုံးမှုတွေမှာအတ္တလန္တအင်မန်းဆိုရင်တလုံးသေးပေါ့ကြီးအဝေးဝင်းဆိုရင်တော့ level ရှုံးတော့ပေါက်တဲ့နေရာမှာဒီဘွဲမှာတော့ level 50ရှုံးအင်ဝင်းမှာ level 50ရှုံးကဒီအဝေးဝင်းမှာပြိလိပိထရှိတဲ့ဇေဒတောင်နည်းတဲ့နေရာမှာဖြစ်တာကြောင့်ဒီအတ္တလန္တတို့ဇေယံပါနေပါတယ်ဈာရမှာလည်းဒီချန်ပီယံလိကံထားပြီးကွယ်ပန်းထားတဲ့နေရာမှာဖြစ်တာကြောင့်အဝေးဝင်း ဒီကိုမိုကြီးရမယ်ဆိုရင်လည်းဒီဖြစ်မြင်တဲ့တင်းတင်းဖြစ်ပါတယ်ဒီ IPM လို့ဆိုရင် Crystal Bay လေးလို့အတင်းလို့ဖြစ်ပါတယ်ဒီဘူဂီအတွက်ဒီဘူဂီအကြိုက်ကံပြီးတတ်တဲ့နေထားမှာဖြစ်တာကြောင့်ဒီ Atlanta ရောဈေးရန်ပောင်းနေတဲ့လူဝင်းဝင်းကိုမိုဒီတစ်ပေါက်ရှိတဲ့နေထားမှာကိုမိုဘော်ဒီကိုရွေးချယ်ထားပါတယ်ဘူပေါင်းမှာလည်းနှလုံးရှုံးပေါက်ကြောင့်မှာဘူပေါင်းအောက်ကိုရွေးချယ်ထားပါတယ်စနေညမှာအားလုံးပေါင်းပြကြပါလိမ့်ကြ